မြင်လာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ဧပြီလ25ရက်ကနေ28ရက်အတွင်းရန်ကုန်တိုင်းအပါဝင်တိုင်းနယ်ပြည်နယ်တချို့မှာနေပူချိန်တွေပုံမမြင့်တက်လာနိုင်တဲ့အကြောင်းဖော်ပြပေးပါမယ်။နာမည်ဧပြီလ25ရက်ကနေဧပြီလ28ရက်အတွင်းမှာရန်ကုန်တိုင်းအပါဝင်တိုင်းနယ်ပြည်နယ်တချို့မှာနေပူချိန်တွေပုံမမြင့်တက်လာနိုင်တယ်လို့မွလိဝတမြန်မာရန်ကုန်ဌာနခွဲကနေဧပြီလ22ရက်ကအသိပေးခဲ့တာဖြစ်ပါတယ်။ ရောင်းတိုင်းမြောက်ပိုင်းနေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းအေရီတိုင်းမြောက်ပိုင်းမှာတော့အေပယ်လာရဲ့ပုံမှန်နေ့အပူချိန်ထက်2ဒီဂရီဆယ်စီယက်ကနေ3ဒီဂရီဆယ်စီယက်ထိအနည်းငယ်မြင့်တက်လာနိုင်တယ်လို့အသိပေးခဲ့တာပါ။ဒါအပြင်စကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းအနောက်ပိုင်းတွင်းမှာရှိတဲ့ဒေသတချို့မှာလည်းအေပယ်လာရဲ့ပုံမှန်နေ့အပူချိန်ထက်3ဒီဂရီဆယ်စီယက်ကနေ4ဒီဂရီဆယ်စီယက်အထိတိတိတသာသာ တိုးမြင့်လာနိုင်တယ်လို့လည်းအသိပေးခဲ့ပါဗျ။ ဒါကြောင့်အဲ့ဒီနေ့တွေမှာပြည်သူတွေအနေနဲ့သက်ဆိုင်ရာကျန်းမာရေးဌာနတွေနဲ့အဖွဲ့အစည်းတွေကထုတ်ပြန်တဲ့အပူဒဏ်အန္တရာယ်ကာကွယ်ရေးသတိပေးချက်တွေနဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ထားတဲ့မိဘအန္တရာယ်ကြိုတင်ကာကွယ်ရေးသတိပေးချက်တွေကိုပူးပေါင်းပါဝင်လိုက်နာနေထိုင်ဖို့သတိပေးမှုဆော်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်2025ခုနှစ်ဧပြီလ22ရက်နေ့မြန်မာစံတော်ချိန်ည9:59မိနစ်ချိန်မှာတော့အိန္ဒိယမြန်မာနယ်စပ်နေချင်းမီနယ်တောင်ပိုင်းမော်လိုင်းမြို့ရဲ့နောက်တောင်ပိုင်း58ကီလိုမီတာကွာ မြောက်အနှံ30ကီလိုမီတာကိုဗဟိုပြုပြီးရေဒါစကင်၄သမ3ညာအစင်းနဲ့အင်အားအသင့်တင့်ရှိတဲ့မြင်းတွေတခုထပ်မံလှုပ်ခတ်သွားပါတယ်။ငလျင်ဘေးကြောင့်ပဲထိခိုက်ဆုံးရှုံးမှုရောပါစေဖို့အတွက်ဆောင်ရန်ရှောင်ရန်သတိပြုရတဲ့အညီနေထိုင်ကြဖို့လည်းထပ်မံအသိပေးလာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ရည်နှင်းမဲ့သတိပေးချက်ကိုဖော်ပြပေးပါမယ်။၂025ခုနှစ်ဧပြီလ23ရက်နေ့ဒီနေ့မိုးလဲ့နှစ်နာရီချိန်ထုတ်ပြန်ချက်မှာတော့ ARD ကြီးဟာဒီနေ့မှာစံတော်ချိန်17နာရီခွဲချိန်တိုင်းထွာချက်တွေရ ်မန္တလေးမြို့မှာ323စင်တီမီတာကိုရောက်ရှိပါတယ်။အဆိုပါမြေကတော့နောက်ခုနှစ်ရက်အတွင်းမှာလက်ရှိရမှတ်ထားတပေခွဲကံမြင့်တက်ပြီးတော့ရင်းမြို့ရဲ့ရင်းနှဲတရပင်မှတ်360စင်တီမီတာအထက်ကိုပြန်လည်ရောက်ရှိပါတယ်။ချင်းရွှေမြေကတော့ဒီနေ့မြမစံတော်ချိန်7နာရီခွဲချိန်တိုင်းထွာခြင်းရရမွေရမြို့မှာ86စင်တီမီတာကိုရောက်ရှိနေပါတယ်။အဆိုပါမြေကတော့နောက်ခုနှစ်ရက်အတွင်းမှာလက်ရှိရမှတ်ထားပေခွဲကံမြင့်တက်ပြီးတော့ ရင်းမြို့ရဲ့ရင်းနှဲတရေပေးမှတရားစနစ်မီတာအောက်မှာဆက်လက်တည်ရှိနိုင်ပါတယ်ရှင်။မိုးစရပညာရှင်အွန်နိုင်ကလည်းအလှပိုင်းဒေသတွေမှာနေပူချိန်50ဒီဂရီစင်တီဂရိတ်ကျော်တဲ့အထိမြင့်တက်လာနိုင်ပါမယ်။နောက်၄ရက်တွင်မှာ50ဒီဂရီစင်တီဂရိတ်နဲ့အထက်အပူချိန်မြင့်တက်လာမယ့်ဒေသအဖြစ်နဲ့မန်လေးတိုင်းစကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းကမြို့တချို့မှာဖြစ်ပေါ်လာနိုင်တယ်လို့လည်းအင်ပလ22ရက်နေ့ကသုံးသပ်ပြောကြားထားတာဖြစ်ပါတယ်။ဒါအပြင်နေပူချိန်တွေစက်တိုင်မြင့်တက်လာပြီးတော့အိုက်ဆက်ဆက်ဖြစ်လာနိုင်လို့သတိပေးချက်ထုတ်ပြန်တဲ့အကြောင်းဖော်ပြပေးပါမယ်။ ဒီကြောင့်မလို့တာဥွေဖြူဟန်ကလည်း23ရက်လေလ2025ရက်ညနေ4:48မိနစ်ချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့ကစာတို့28ရက်နေ့တင်မြန်မာတပြည်လုံးမှာနေပူချိန်တွေဟာတင်းတင်းတာတာမြင့်တက်ပြီးတော့အိုက်ဆက်ဆက်ဖြစ်လာပါတယ်။အထူးသဖြင့်တော့မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့နေပြီးတော့မှာတော့နေပူချိန်တွေထက်1ဒီဂရီကနေ4ဒီဂရီလောက်မြင့်တက်လာနိုင်တယ်လို့ခန့်မှန်းတွက်ချက်ရရှိထားပါတယ်။ကြယ်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလည်းအခုလက်ရှိအပူချိန်တက်မြင့်တက်လာနိုင်ကအိုက်ဆက်ဆက်ဖြစ်ပေါ်လာပါတယ်။ ၂၈ရက်နေ့နောက်ပိုင်းမှာတော့အရှိဘက်ကလာတဲ့လေဝင်လှကြောင့်ထစ်ချုံမိုးတွေရွာသွန်းဖို့ရှိနေပြီးတော့မိုးလေဝသအခြေအနေတွေကိုဆက်လက်ဖော်ပြပေးသွားအောင်မယ်လို့လည်းအသိပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့၂၀၂၅ခုနှစ်ဧပြီလ၂၃ရက်နေ့ဒီနေ့ည9:00နာရီချိန်နေ့စဉ်မိုးလေဝသသတင်းကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းမှာတိမ်တင်းတဲကနေတည်ထူတက်ပြီးတော့ကျန်ဘင်္ဂလားပင်လယ်မှာတိမ်တင်းနေဖြစ်တော့မှာပဲ။နောက်ကမိုးတဲချိန်ဒီကမ်းမန်ချက်ကတော့ကချင်းပြည်နယ်မှာနေရာစီစီစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာနေရာအခြေချင်းနိုင်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်နိုင်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှေ့ပိုင်းမှာနေရာကွက်ကြားမိုးတက်ကြုံကြပါမယ်။ရွာရံ80ဖြစ်ပါတယ်။ကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်တင်းနေဖြစ်တော့ပါမယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့တရနိုင်တိုင်းဒေသကြီးမှာမိုးတိမ်တောင်ဖြစ်ထွန်းလျက်ရှိပြီးတော့အဆိုပါမိုးတိမ်တောင်ရေရှားရနေရာတစ်လျှောက်မှာတော့မိုးရွာသွန်းတာတွေနဲ့အတူတူလေပြင်းတိုက်ခတ်တာမိုးတက်ကြုံတာမိုးကြိုးဖြစ်တာလျှက်စီးနေတာနဲ့မိုးသီးကျွေတာစတဲ့မလို့တာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုထားပါတယ်။မြမပင်လေပြင်းမှာလှိုင်းနေငယ်ကနေလှိုင်းတဲ့နေရှိပါမယ်။လှိုင်းမြဟာမကန်ရတဲ့တစ်လျှောက်နဲ့ကန်လွန်ပင်လေပြင်းမှာ၄ပြီကနေ9ပြီကရှိပါမယ်။ နောက်နေ့အတွက်ခမန်းကျောင်းရောင်းတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရီတိုင်းဒေသကြီးလင်းလိုက်တိုင်းဒေသကြီးကချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကွက်ကြားကနေနေရာကျကျမှုထိကျုံရပါမယ်။မြေပြိုနဲ့နေရာအတွက်လက်ဖက်မုန်တဲ့ချိန်ကြီးခမန်းကျောင်းကတော့တိမ်သိတဲ့ဖြစ်တော့ပါမယ်။ရောင်းပြိုနဲ့နေရာအတွက်လက်ဖက်မုန်တဲ့ချိန်ကြီးခမန်းကျောင်းကတော့တိမ်သိတဲ့ဖြစ်တော့ပါမယ်။ မင်းလေးမျိုးနဲ့အနေထိုင်အတွက်ကတော့မနက်ကမုန်တက်ချိန်လေးခံမှကြက်မှလည်းပဲတိမ်သိမ့်တင်ဖြစ်တော့ပါမယ်ရှင်ဆက်လက်ပြီးတော့ EVLA 24ရဲ့အတွက်မူလဥဒါခံမှချက်ကိုဖော်ပြပေးပါမယ်ပင်လားပင်လောချိန်လေးကတော့ကပ်လီပင်လေးပင်လေးပင်လားပင်လေးပေါ်မှာတိမ်သိမ့်တဲ့ကလည်းတည်ထူတတ်ပါမယ်မိုးချိန်လေးကတော့ Skydive ထပ်ပိုင်းမလေးတိုင်းရှမ်းပြည်နယ်နေပြီးတော့ပဲခူးတိုင်းခရနီပြည်နယ်ကရင်ပြည်နယ်နဲ့မုန်ပြည်နယ်တွေမှာနေရာကျဲကျဲမှုရောတုံးပြီးတော့ကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တရိုင်းနယ်တိုင်းမှာနေရာကွက်ပြီးမိုးကြီးပါမယ်ကြံဒေသတွေမှာအများအပြားပြန်ရပါမယ် မင်းမူချိန်ကတော့မြန်မာနိုင်ငံအလဲပိုင်းဒေသနဲ့မြဝချင်းပေါ်ဒေသတွေမှာတော့အပူချိန်34ဒီဂရီကနေ38ဒီဂရီစနေနေ့အတွင်းကိုရောက်နိုင်ပြီးတော့စကိုင်းတိုင်ပခုတာရခိုင်ပြည်နယ်နဲ့အရာတိုင်းတက်မှာရှိတဲ့မြို့နယ်တချို့မှာအပူချိန်52ဒီဂရီကနေ44ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ပါမယ်။မြို့ချင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာမြူကြဆင်းမှုရောနေပါမယ်ရှင်။ဆက်လက်ပြီးတော့ညောင်ဦးလေးစိမ်မှာကလေးလေးရောက်ရေစင်းချိုးရင်းကနေရင်းနှီးသိမ်းဆုံးတဲ့အကြောင်းဖော်ပြပေးပါမယ်။မန္တလေးတိုင်းညောင်မြို့မှာရှိတဲ့ရုံညောင်ပင်ဆက်လေးစိမ်မှာ ။ဒီမေလာ23ရက်ဒီနေ့နေ့လယ်7:00နာရီ7မိနစ်ဝင်ကျင်လောက်ကကလေးလေးရောက်ရေစင်းချွင်းကနေယင်းနှစ်သိဆုံးမှုဖြစ်ပေါ်ရလို့မြန်မာနိုင်ငံမိသက်တော်ဖွဲ့ကထုတ်ပြန်ပါတယ်။ဒီဖြစ်စဉ်ကတော့ညောင်မျိုးအမှတ်1ရက်ကရုံးညောင်ပင်ဆက်လီစိတ်အနီး IR မြစ်အတွင်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ယောက်ျားလေးလေးရောက်ယင်းနှစ်သိဆုံးတာဖြစ်တယ်လို့သိရပါတယ်။ကလေးတွေရေစင်းချွင်းကကနေပထမတစ်ယောက်ယင်းနှစ်တော့နောက်သုံးယောက်ကလိုက်ဆရာကနေအားလုံးနှစ်သွားတယ်ပထမတစ်ယောက်ကတော့ရင်းငုတ်ပြီးတော့ရှာရတယ်နောက်သုံးယောက်ကျတော့ ငါးဖန်ပိုက်နဲ့ဆွဲပြီးတော့ရှာတာတွေ့တယ်။လက်ရှိမှာတော့တေဆုံးတဲ့သူတွေကိုညာဦးစေယုံရင်ခွဲုံကိုပို့ဆောင်ထားတယ်လို့ကင်းစိလှုပ်ဆောင်မှာပေါဝင်ခဲ့တဲ့လူမှုကွန်ရက်အသင်းတာဝန်ရှိသူကဆိုပါတယ်။ရင်းမြစ်ပြောင်ဆုံတဲ့ကလေးငယ်တွေကိုမိသက်အထောက်အကူပြုရင်တက်စဉ် SS ဘုံတက်စဉ်လူမှုကွန်ရက်ကစဲတစည်းနဲ့မိသားတပ်ဖွဲ့ကြီးရှာဖွေကယ်ဆယ်မှုတွေလှုပ်ဆောင်ခဲ့တာမှာနေ့လယ်7:40မိနစ်40ဝန်းကျင်မှာတယောက်တနားရီ24မိနစ်ဝန်းကျင်မှာတယောက်တင်းဆုံးတဲ့တွေ့ရှိတယ်လို့သိရပါတယ်။ကြံရှိပြောင်ဆိုသူ2ယောက်ကိုရှာဖွေကယ်ဆယ်လုပ်ငန်းတွေဆက်လက်ဆောင်ရွက်ခဲ့ရမှာတော့ နေ့လယ်2နာရီကျော်ဝင်းကျင်လောက်မှာတေဆုံးရုံလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့ဇန်နဝါရီလ31ရက်ကလည်းပြည်မြို့ကန္နာလန်ပန်းချံနေအရာတွေမြစ်တွင်ကလေး၃ယောက်ရင်းဆင်းချွာကနေရင်းနှစ်ပြီးတော့၂ယောက်တေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။အဲဒီလိုပဲပြီးခဲ့တဲ့2024ခုနှစ်ဧပြီလ28ရက်ကလည်းပဲကြံကင်းမြို့နယ်အကောက်တောင်ကြီးသားကြတူကြီးဝါနဲ့အရာရီမြက်တွေမြို့သား9ယောက်ရေစင်းခွရကနေ4ယောက်ရင်းနှစ်တည်ဆုံမှုဖြစ်ပေါ်ပြီးတော့တည်ဆုံသူတွေဟာဆယ်ကျော်သက်အရွယ်လူငယ်လေးတွေဖြစ်ကြတယ်လို့သိရပါပါရှင်။ ဆက်လက်ပြီးတော့ရတတဘတ်မူလဥတာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဒီတဘတ်အတွက်မိုးချိန်နေဟာကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ခရင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တရင်းနိုင်တိုင်းမှာနေရာကွက်ကြားမိုးထစ်ကြုံကြွားသွန်းပြီးတော့မကွေးတိုင်း၊ရန်ကုန်တိုင်း၊အီယော်ရီတိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်မှာနေရာစိစိကနေနေရာကျကျမိုးထစ်ကြုံကြွားပါမယ်။မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမွန်လဲပိုင်းနဲ့ညနေပိုင်းအချိန်တွေမှာလေပြင်းတွေတိုက်ခတ်တာ၊မိုးတိမ်တောင်တွေဖြစ်ပေါ်တတ်တာ၊နေရာကွက်ပြီးမိုးကြီးတာတွေမိုးသီးတွေကျကြတာ၊လျှက်စင်းလက်တာ၊လင်းစင်နမောင်းတိုက်တာနဲ့မိုးကြိုးပြစ်တာစတဲ့ဘေးရန်တွေဖြစ်ပေါ်နိုင်ပါရဲ့ရှင်။ နေပုံချိန်ကြီးကတော့မြန်မာနိုင်ငံဒေသတချို့မှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်တယ်လို့လည်းဆိုပါတယ်ရှင်။ဆက်လက်ပြီးတော့လေထိုင်းမျိုးသားတက်တော်ဥယျာဉ်မှာမြေပြိုမှုဖြစ်ပွားတဲ့အကြောင်းဖော်ပြပေးပါမယ်။ထိုင်းနိုင်ငံခေါရန်အမျိုးသားတက်တော်ဥယျာဉ်ထဲမှာအေပယ်16ရက်ကမြေပြိုမှုဖြစ်ပွားပြီးတော့ကမ္ဘာလက်ကီးတဲ့အမျိုးသမီး၂ယောက်ဒဏ်ရာရသွားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါရတယ်။ကမ္ဘာလက်ကီးသွားဧည့်သည်10ယောက်လောက်ကတော့ခေါရန်တက်တော်မှာရှိတဲ့ ဟိုနှလုံးရေတကွန်ကိုသွားရောက်လဲပတ်ပြီးအပြန်တောင်တက်လမ်းမှမြေပြိုကျပြီးတော့လှေကားရဲ့လက်ရန်ကလည်းပြုတ်ကျသွားပါတယ်။ဒါကြောင့်ခေးတွေတွေဟန်ချက်ပြက်လိမ့်ကျကုန်ပြီးတော့အသက်38နှစ်အရွယ်ဖိလစ်ပိုင်နိုင်ငံသူနှစ်ယောက်ထဏ်ရာရသွားတယ်လို့အမျိုးသားတက်တော်ဥယျာဉ်ဦးစင်မှုနိုင်ချိုင်းရှားဟွေထောင်းကဆိုပါတယ်။ ။ဒီပတိုင်ခင်ရှိက3လရက်လောက်မိုးဆက်မပြတ်ရွာလာကြောင့်မြေသားပြော်ပြီးတောင်နေရ2မီတာလောက်ပြိုလာတယ်။ဖိလစ်ပိုင်သူတစ်ယောက်ကခြေထောက်နှစ်ဖက်လုံးကျိုးပြီးတော့ကြံတဲ့တစ်ယောက်ကမီးစင်းနဲ့လယ်ဘေးမှာထန်ရာရသွားတယ်လို့ဆိုပါရတယ်။လလောဆယ်လှေကားပြုတ်ပြင်ဖို့ခေါ်လုံးရေကွန်သွားလေခွင့်ပိတ်ထားတယ်။အဲ့ဒီခေါင်ရိုင်တက်တော့တဲ့မှာနောက်ထပ်နန်တုံနဲ့ရေကွန်တစ်ခုလည်းရှိသေးတယ်။အဲ့ဒီမှာလည်းမတ်ဆောက်တဲ့လမ်းရှိတာကြောင့်တတိထားသွားကြဖို့ခေါင်ရိုင်တက်တော့ဌာနကတတိပေးပါရတယ်။ခေါင်ရိုင်မျိုးသားတက်တော့ဥယင်ကတော့ထိုင်းရှေ့ပိုင်းနဲ့အရှေ့မြောက်ပိုင်း ဆရပူရီနှခုံးရာစီမှာပရဂျင်းပူရီနဲ့ဆရာပူရီခရိုင်၄ခုနှင်မြေတဲ့ပါဝင်နေတဲ့ကြီးမားတဲ့ဥယျာဉ်ကြီးတစ်ခုဖြစ်ပြီးတော့ကဘာတဲ့ခီးတဲ့တွေနှစ်ချိုက်တဲ့အလက်ဘတ်စုံကြီးတစ်ခုလည်းဖြစ်ပါရဲ့ရှင်